မင်္ဂလာပါရှင်11ရက်တန်ရဲ့စွန်လ9ရက်နေ့မနက်ခင်းသတင်းတိုင်းထုတ်လွှင့်မှုစီစဉ်စတင်မာတော့မေဒီနေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ AP လာမစွန်လ3ရက်အထိအင်အားပြင်းငလင်ရဲ့နောက်ဆက်တွဲငလင်မဟုတ်တဲ့ငလင်16ကြိမ်လှုပ်ခတ်ခဲ့ပြီးအင်အား3ဒရမ1မှ5ဒရမ1အဆင့်ရှိခဲ့တဲ့သတင်းထိုင်းနိုင်ငံတွင်နေမြုပ်ခဲ့တဲ့ကုန်တင်သင်္ဘောကြောင့်တန်တာကြောက်တမ်းများပျက်စီးခဲ့ရာရော့ကျင်းငွေဘတ်12တန်းကျော်တောင်းခံထားတဲ့တည် တမတော်နဲ့ Trump ရဲ့အဆိုအရအဖွဲ့က Harvard နဲ့ Columbia တက္ကသိုလ်တို့ကိုဖိအားပေးတိုက်ခတ်မှုများပုံမို့လှုံ့ဆော်တဲ့တဲ့။ယူရိန်းမြောက်ပိုင်းကိုရုရှားက drone များပစ်လွှတ်ပြီးတိုက်ခိုက်ခဲ့တာကြောင့်၅ဦးသေဆုံးနေတဲ့။ကမ္ဘာဖလားပြိုင်ပွဲမှာလေယွေးစစ်အသင်းကိုကင်တွယ်လိုတယ်လို့ Man City နေပြ Guardiola ဖွင့်ဟတဲ့တဲ့။အဆရှိတဲ့တဲ့များကိုတင်ဆက်ပေးတော့မှာပါ။ ဥဇောဒရင်တပုတ်အနေနဲ့ AP လာမစွန်လာ3ရက်ထိအင်အားပြင်းငလင်ရဲ့နောက်ဆက်တွဲငလင်မဟုတ်တဲ့ငလင်16ကြိမ်လှုပ်ခတ်ခဲ့ပြီးအင်အား3ဒရမ1မှ5ဒရမ1အဆင့်ရှိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ မက်စလာ၂၈ကလွတ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးရဲ့နောက်ဆက်တွဲငလျင်မဟုတ်ဘဲအေပီလာကနေဇွန်လ၃ရက်အထိငလျင်စကြောက်ကြိမ်လွတ်ခတ်ခဲ့ပြီးအင်အားရစ်တာစကေ၃ဒရမတစ်ကနေ၅ဒရမတစ်အဆင့်ထိရှိခဲ့တယ်လို့မိုးလေဝသနဲ့ဇလားပြည်သားညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။အီဘရနီယန်နီကဖျာပုံမျိုးရဲ့တောင်အရှိတောင်ဘက်53မိုင်ခန့်အကွာကိုဗဟိုပြုပြီးဧပြီ4ရက်နေ့မှာပြင်စလူမျိုးရဲ့တောင်အနောက်တောင်ဘက်84မိုင်ခန့်ကိုဗဟို